ဟုတ်ဘာပြီးလဲမသိဘူးเนาะအဲ့တော့ဈေးပြကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချောချောလေးလည်းကြည့်ကြနေမှာပဲလေเนาะအဲ့ကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြောရင်အရန်ချောတဲ့မှာမပါဘူးကြည့်ပြောရုံပဲပါတယ်ဟုတ်ဘူးဘယ်လိုပါလဲသူတို့ကြောင့်အပြုံးချူတယ်ကွာပြုံးလိုက်မချိုင်လေးတွေပေါ်တယ်အဲ့အဲ့တော့အဲ့ပချိုင်လေးနေဒီဂမ်ဘီယာကားကိုကြည့်နေတဲ့ပြည့်တက်တွေကိုဖန်ဆာလို့ရအောင်ပြည့်တက်တွေအနေနဲ့မျက်စိဗရာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါ ဒီလေးကသူကဘာသာရေးပေါ့နော်သူကွန်ပျူတာကပါတယ်အဲ့ဒီကိုသူကနည်း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 လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ production ကနေပြီးတော့ထောက်ချောင်ရွေးချယ်လိုက်တာအရမ်းမှန်ပါတယ်နော်ကျေးဇူးရမ်းတင်ပါတယ်ဟုတ်အဲဒီဝိဇာတိပင်းတဲမှာယုံကိုဒီကလျာထင်ဆိုရဲဒီ main clinic နေပြီးတော့တွေ့မြင်ဖြစ်ပါတယ်ဟုတ်သူ့ရဲ့မျက်နှာလေးက ျွန်တော်တို့ဟိုကြည့်မယ်ဆိုလို့ရှိရင်အဓိကတော့ဟို agency ကောင်းတာပေါ့နော် agency ကတက်ဖို့ကြီးပို့တဲ့ခါမှာသူ့မျက်နှာလေးပို့တဲ့ခါကျတော့ agency အမပြောတယ်အဲသူ့ရုပ်ကလေးကထိုင်းနဲ့လည်းတူတယ်ပြီးတော့ရိုက်လိုက်လို့ရှိရင် character တစ်ခုထွက်လာအဲ့လေမြင်တဲ့ခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအလိုမျိုးပေါ့နော်။ဘာပြောကျွန်တော်ဇာတ်လမ်းအရန်လိုက်တယ်။အဲအဲ့ထဲမှာ declare ထင်ကလည်းဟို နှစ်ခေါ်တဲ့ကောင်မလေးနှစ်ခေါ်တဲ့ကောင်မအဲ့လိုကြွေမင်းသမီးလေးလိုအရန်လာနေတယ်ဆိုပြီးတော့မှတရွာလုံးကတင်စားထားတဲ့ကောင်မလေးအဲ့တော့သူ့ရုပ်နဲ့ character လေးနဲ့လိုက်တဲ့အတွက်ကြောင့်မို့သူ့ကို production ကနေပြီးတော့မှကန်လာတာပါခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ဘာပြီးလဲမသိဘူးနော်အဲ့ကျတော့ကျွန်တော်ပြောသလိုပါနော်ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်တို့ကားလို့ခေါ်ကြတော့နော်ဟမ်အဲ့တော့ ဆိုတော့ကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချက်ချောလေးလည်းကြည့်ကြည့်မှာပဲလေနော်အဲကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြောရင်အရန်ချောတဲ့မှာမပါဘူးကြည့်ပြောရမယ်ပါတယ်အဲ့တော့ဘယ်လိုပြောလဲသူတို့ကြအပြုံးချူတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲအဲ့တော့အဲ့ပချိုင်လေးနဲ့ဒီဂမ်ဘီယာကားကိုကြည့်နေတဲ့ပြည်သက်တွေကိုဖန်ဆားလို့ရအောင်ပြည်သက်တွေအနေနဲ့မျက်စိဗရာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါကိုရအောင်ကိုရအောင်ပြောနေတာဆက်ဆောင်မှုရှိရဲ့မထင်ဘူးမထင်ဘူးလောမထင်ဘူး ်ကျပါတယ်ကျပါတယ်လာပြီးမှရှိရတော့ဝိဇာတက်ကွင်းလို့ဝိဇာတက်ကွင်းလို့ပဲကွင်းလေးကွင်းလေးဆွဲဆောင်မှုရှိရဆိုတာကျွန်တော်တို့ကပြိတက်ကိုအာဘဝဒုဒ္ဒပေးခြင်းနဲ့ယတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်လေးဒီ story လေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါလေးပေးခြင်းတာအဓိကပါပဲ အဓိကတော့ဟောပေါ့နော်ဘယ်ဘာသာမှသူကြည့်လို့ရပါတယ်ကျွန်တော်ကလေအဲယုံကြည်သူပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဝင်တယ်ပဲဖြစ်ဖြစ်အဓိကကိုယ်စိတ်ကောင်းနေဖို့ပဲလိုတာကိုချင်းစာစိတ်ကလေးရှိရမယ်ပြီးတော့ဖြစ်တည်မှုဆိုမှာကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ကိုချင်းစာစိတ်လေးနဲ့တခါတည်းနားနဲ့ပြီးပြီးပစ္စည်းပဲပို့တဲ့တော့ရောက်လာကိုကောင်းနေတယ်ကိုရှင်ကောင်းတာပဲရောက်လာကိုကမကောင်းပဲတော့ကောင်းတာမျိုးတင်နေတာရမှာအဲ့ဒါလေးဒီအားမှာ message ပို့အောင်ပါ ်ကျွန်တော်ကစပြီးတော့ဇလန်ရဲတခုဖန်ဒီပဲဆိုရဲအစရဲအဖက်ဖက်ကပြည်စုံပြီးထင်တော့မှကျွန်တော်တို့ကဖန်ဒီတာပေါ့နော်ဒါပထမအချက်ပေါ့အဲ့တော့ပညာရှင်တွေထောက်ပြမယ်ဆိုရင်လည်းထောက်ပြစရာဟာကွက်မရှိအောင်ကျွန်တော်တို့ကဇက်ကိုအစရဲပြင်ဆင်ထားတယ် script တွေရောဒီ dialogue တွေရာအစကျွန်တော်တို့ကပြင်ဆင်ထားတယ်ပြီးတော့အမကုနာမေးသလိုပဲအဲဘာသာရေးကိုဒါအခြေခံပြီးတော့ရိုက်ထားတဲ့ကားဖြစ်တဲ့အတွက်အဲ ခုနအဖို့ပြောသလိုကန်ကန်ရေးချိုကျွန်တော်တို့ကောင်းဖို့အတွက်ကိုပဲရည်ညွှန်းတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာလုပ်ဖို့အတွက်ကိုပဲဟိုအစိုးကောင်းနေမျှပြီးတော့ဗီလိန်တွေလည်းပါမယ်အမ်ကောင်းတဲ့အရာတွေလည်းပါမယ်အဲနောက်ဆုံးဆိုနောက်ဆုံးကျွန်တော်ဆိုရင်သာသနာပေါင်တွေကိုဝင်သွားတယ်ဆိုတာတွေဖြီးပါပါတယ်ဆိုတော့အကောင်းတွေဘက်ကိုပဲမြားဦးလှည့်ပြီးတော့ကျွန်တော်ဖန်တီးပြတာပါဒါ ဒီကားကိုကန်လန်းတဲ့အခါမှာပေါ့နော်ဒီကားထဲမှာညီမလေးကနှက်ဆရာအဲသူကကြတော့လေပညာရက်တစ်ခုပိုင်ဆိုင်တယ်သူကျွန်တော်လည်းပညာရက်တစ်ခုပိုင်ဆိုင်တယ်ဇက်သိမ်းမှာအဲညီလေးကသူကဘာသာရေးပေါ့နော်ဒီကိုကြီးကိုတက်ခဲ့ပါတယ် အဲ့ဒီကိုသူကနည်းနည်းနည်းလုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ production ကနေပြီးတော့ထားချောင်ရွေးချယ်လိုက်တာရမ်းမှန်ပါတယ်နော်ကျေးဇူးရမ်းတင်ပါတယ်။ next time မှာတော့ဆက်လာကြည့်ရအောင်။ဒါပေါ့နော်သူလည်းတလောက်လာနေတာ။အဲ့အခုကပြောရဲဘာသာရေးနဲ့မဆိုင်ဘူး။ကျွန်တော်တို့က character တစ်ခုကိုကျွန်တော်တို့ကဖန်တီးမယ်တာဝန်ယူရဲဆိုတော့အဆုံးအထိကိုတာဝန်ယူရမယ်။တာဝန်ရအမှုပညာကဒီမှာတိုင်းမှာရှိတယ်။ဒါမှစစ်မှန်တဲ့အမှုပညာရှင်ဖြစ်မယ်။ဆိုတော့ကျွန်တော်တို့က အခုမှမဟုတ်ဘူးအနုပညာတွေကိုစဝင်နေရလုံးမယ်ဆိုကျွန်တော်တို့အဆုံးအထိလုံးမယ်ဆိုရဲအကောင်းမလုံးဘူးဆိုလုံးဝမလုံးဘူးလက်မကြည့်ဘူးအဲ့ဒီမှာပါအဲ့တော့ကျန်တဲ့အရာတွေထားလိုက်အောင်ဘာသာရေးတွေပါထားဒီထဲမှာလုံးဝမဲ့ဆိုတဲ့အရာတခုကိုကျွန်တော်အဆုံးအထိလုံးတယ်ပါပဲအလုံးစစ်တော့မှာပါနော်ဒီကြတော့တော့ပါ ဟုတ်ကဲ့ပါကျွန်တော်တို့ကားလေးထွက်လာတဲ့ခါကြလို့ရှိရင်အားပေးပါဦးကျွန်တော်တို့မော်တော်ဘတ်တွေအကောင်းဆုံးလေးကျွန်တော်တို့စ조사ထားပါတယ်ဟာကွမ်းမရှိစ조사ထားတယ်တကယ်လို့မြန်ဇကာလေးထွက်လာတဲ့ခါပြည့်သက်တဲ့အကြိုက်တွေ့တယ်ဆိုလို့ရှိရင်အားကြီးအားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်အကောင်းဆုံး조사ပါမယ်ကျွန်တော်မော်တော်ဘတ်တွေအကောင်းဆုံး조사ပါမယ်ဘေးသက်အတွက်အကောင်းဆုံးဖြစ်မဲ့ကားလေးတကားဖြစ်မယ်လို့ယုံကြည်ပါတယ်